တရုတ်ပြည်ရင်းရင်းမှဝင်ရောက်ဆက်ဖက်ဖို့သို့မဟုတ်စီးရင်ရန်စားမှုတွေမှပါဝင်ဖို့ထိုင်ဝမ်ပြည်ထနာကိုအသုံးချနေတဲ့တွေဟာမြေကြီးလက်ခတ်မလွဲပေးဆက်ရမယ်လို့တရုတ်ကံကွယ်ဝင်းကြီးဌာနကပြောရေးဆိုခွင့်ရှိသူတူကဥရောပနဲ့မှသတိပေးလိုက်ပါတယ်ပြီးခဲ့တဲ့ဂျပန်အမေရိကန်ပူးရက်စီးရင်နေခြင်းမှုမှာထိုင်ဝမ်ကျွန်းမှာကန်တက်မဲ့ တရုတ်ရေတပ်ဖွဲ့တွေကိုလေကြောင်းတိုက်ခိုက်တဲ့အနာဂတ်ဖြစ်နိုင်ခြေတစ်ခုပါဝင်ခဲ့တယ်လို့ဂျပန်မီဒီယာတကူးရဲ့ဖော်ပြချက်နဲ့ပတ်သက်လို့တရုတ်ကောင်ကွယ်ဝင်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကျောင်းကျန်းခန်ကအခုလိုမှတ်ချက်ပြုခဲ့တာပါအမေရိကန်ဂျပန်စီးရေးပူးပေါင်းဆောင်ရွက်မှုကဒီဒီတတိယဖွဲ့ကမှပြင်မှတ်မထားသလိုဒေတာရင်းငင်ချမ်းရင်းနဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမထိခိုက်စေရဘူးလို့တရုတ်နိုင်ငံကအမြဲမှတ်ယူထားတယ်လို့သူကဆိုပါတယ် ထိုင်ဝမ်ရေးဟာတရုတ်ပြည်တွင်းရေးသားဖြစ်ပြီးထိုင်ဝမ်ရေးကိုဘလို့ဖြည့်ရှင်းမလဲဆိုတာတရုတ်ပြည်သူတွေရဲ့ကိစ္စရပ်သားဖြစ်တယ်လို့၎င်းကဆက်ပြောပါရယ်အချုပ်ချအာဏာနဲ့ပိုင်နက်နယ်မြေတည်တံ့မှုကိုကာကွယ်စောင့်ရှောက်ဖို့ကျွန်တော်တို့တန်ဋိဌန်ချားထားမှုနဲ့စွမ်းရည်ကိုဘသူကမှရှုံးမတွက်သင့်ပါဘူးလို့သူကပြောပါရယ်ပြီးခဲ့တဲ့လ20အတွင်းမြောက်ကိုရီးယားနိုင်ငံဟာယူကရိန်းစစ်မျက်နှာပြင်မှာအုံပြုခဲ့တဲ့ အမြောက်ကြီးစံဒေသန်ကျော်ကိုရုရှားနိုင်ငံကပို့ဆောင်ခဲ့တယ်လို့သိရပါဗျ။အမြောက်ကြီးစံတွေပါဝင်တဲ့ကွန်တိန်နာ16000မိဘကိုရထားနဲ့ယူကရိန်းနယ်စပ်နီးရုရှားကိုပို့ဆောင်ခဲ့ရာယူကရိန်းစစ်ပွဲမှာမြောက်ကိုရီးယားနိုင်ငံရဲ့ရုရှားကို ထောက်ခံမှုကိုမိမောင်းထိုးပြနေပါဗျ။ယူကရိန်းဘက်ကရရှိတဲ့ချက်လက်တွေရမြောက်ကိုရီးယားနိုင်ငံကရုရှားကို အမြောက်ကြီးစံ၄တန်းကနေ6တန်းထိပေးပို့ခဲ့တယ်လို့ကျွမ်းကျင်သူတွေကပြောပါဗျ။ မြောက်ကိုရီးယားနိုင်ငံဟာရုရှားစစ်တပ်အတွက်ခရမ်မီကျောက်အဓိကရင်းမြစ်တစ်ခုဖြစ်လာခဲ့တယ်လို့သတင်းတွေကဖော်ပြပါဗျ။ရုရှားတပ်ဖွဲ့အချို့အုံပြုတဲ့ခရမ်မီကျောက်တွေဟာမြောက်ကိုရီးယားနိုင်ငံကပို့ဆောင်ခဲ့တာကိုရိုက်တာသတင်းဌာနကဖော်ထုတ်ခဲ့ပါဗျ။ ညကိုရီးယားနိုင်ငံဟာရုရှားသနက်ကြီးတပ်ဖွဲ့ရဲ့အသက်သွေးကြောဖြစ်တဲ့120မီလီမီတာနဲ့152မီလီမီတာအမြောက်ကြည်စံလေးတန်းကျော်ကိုရုရှားကိုလွှဲပြောင်းပေးခဲ့တယ်လို့ယူကရိန်းထောက်လှမ်းရေးဌာနရဲ့ပြောကြားချက်အရသိရပါတယ်။ရုရှားနိုင်ငံရှိလက်နက်စက်ရုံတွေက2024ခုနှစ်အတွင်းအမြောက်ကြည်စံ2တန်းကနေ1.3တန်းအထိထုတ်လုပ်နိုင်ခဲ့တယ်လို့ ယူကရိန်းနဲ့အနောက်နိုင်ငံတာဝန်ရှိသူတွေကခံမှန်းထားပေမဲ့မြောက်ကိုရီးယားလက်နက်ကြီးကြီးတွေကရုရှားစစ်တပ်အတွက်အဓိကအရေးပါခဲ့ပါတယ်။မြောက်ကိုရီးယားဟာယူကရိန်းစစ်ပွဲမှာရုရှားကိုကူတိုင်ပေးဖို့တံဖွဲ့ဝင်တွေလည်းဆေးလွတ်နေပါတယ်။အိန္ဒိယနိုင်ငံဟာယာယီဆိုးရယုံတွေတိဆောက်ရမှာအထုံးပြုမဲ့စောင်းလုံရဲ့ပစ္စည်းတန်ချိန်90ကိုမြင်းကလင်းတန်သစ်မြန်မာနိုင်ငံကိုလေးချောင်းနဲ့ပို့ဆောင်လိုက်ပါတယ်။ အဆိုပါစောင့်နှောင့်ရေးပစ္စည်းတွေကိုနေပြည်တော်မှာအစိုးရဝန်ကြီးဌာနတွေအတွက်ယာယီယုံတွေတိစောက်ရမှအသုံးပြုသွားမှာဖြစ်ပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံရှိယာယီစေယုံမှာတာဝန်ထမ်းဆောင်နေတဲ့ဆီယံဝင်နဲ့ဂျမ်းမာယီဝန်ထမ်းတွေကိုပြည်လဲခေါ်ဆောင်မှုအိန္ဒိယနေရက်ကဒင်းရင်နှစ်စင်းဆေလုတ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာမြင်းကလင်းလုတ်ခတ်ပြီးနောက်အိန္ဒိယနိုင်ငံကတိစောက်ခဲ့တဲ့ဂရင်းနေရာဆက်ယာယီစေယုံဟာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်းဒူနာ2500ကျော်ကိုစေကူတမှုဆောင်ရွက်ပေးခဲ့ပါတယ်။လက်ရှိအချိန်ထိအိန္ဒိယနိုင်ငံဟာစေဝါအစားအသောက်အသင်းစားအစားအစာစောင်းရွက်ဖြင့်တန်းရေတန့်စနစ်တောက်သုံးရေအဝိထည်အပြင်ယာယီယုံနယ်တည်ဆောက်ဖို့စားလုပ်ရေးပစ္စည်းတွေအပါအဝင်ကယ်ဆယ်ရေးပစ္စည်းတန်ချိန်950ခန့်မြန်မာနိုင်ငံကိုထောက်ပံ့ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာမြင်းကလင်းကယ်ဆယ်ရေးမှကူညီမဲ့ အဖွဲ့ဝင်82ဦးပါဗျက်နယ်ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့အဖွဲ့ဝင်128ဦးပါအိန္ဒိယစစ်တပ်စေဘတ်အဖွဲ့တွေကိုမြန်မာနိုင်ငံကိုဆေးလုခဲ့ပါတယ်။ဝင်းကြီးချုပ်နာရင်ဒရာမူရီကမြန်မာစစ်ကောင်းဆောင်မြောင်းလိုက်တဲ့စကားပြောဆိုခဲ့ပြီးမြန်မာပြည်သူတွေနဲ့အတူရပ်တည်မဲ့အိန္ဒိယနိုင်ငံရဲ့ဂရုကဝတ်နဲ့စိန်ခေါ်မှုကာလအတွင်းပတ်မောပူညီမှုဆက်လက်ပြုလုပ်ဖို့ကြေညာပြုခဲ့ပါတယ်။